မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးမြစ်တာရက်ခံပေးရန်တန်ခမဟာနိုင်ရကအထံဂျပန်ရောက်မြန်မာများတောင်းဆိုတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မတရားဖန်ဆီးခံထားရတဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်မြန်မာနိုင်ငံနိုင်ငံတော်တန်ခမဟာနိုင်ရကဆရာတော်ကြီးများကမြစ်တာရက်ခံပြီးရန်ဂျပန်ရောက်မြန်မာများကတောင်းဆိုခဲ့ကြောင်းငြိမ်းချမ်းရေးကံလက်များအဖွဲ့ထံကသိရပါတယ် တောင်စုပွဲကိုဂျပန်နိုင်ငံအိုဆာကာမြို့တွင်ယနေ့ဒီဇင်ဘာ9ရက်မနက်ပိုင်းမှာကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒေါက်ဆန်းစုကြည်လွတ်မြောက်ရေးသည်မြန်မာပြည်ငြိမ်းချမ်းရေးအတွက်လမ်းစဖြစ်ပြီးပြည်သူများ၏ဒုက္ခများကိုရပ်တန့်ပေးနိုင်ပြီးအားလုံးပါဝင်သောဆွေးနွေးညှိနှိုင်းမှုများဖြင့်တိုင်းပြည်ပြည်လဲတည်ငြိမ်ရေးကိုဆောင်ရွက်နိုင်ပြီဖြစ်သည်ဟုငြိမ်းချမ်းရေးကမ်းလှမ်းများအဖွဲ့ဥက္ကဋ္ဌကတူးမာတင်ကသတင်းဌာနကိုပြောကြားပါတယ်။ကျွန်တော်တို့လုပ်ရတဲ့ရည်ရွယ်ချက်ကတော်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဆရာတော်ကြီးတွေကမေတ္တာရက်ခံပေးဖို့တောင်းဆိုပွဲပြုလုပ်ရတာဖြစ်ပါတယ်ဟုလက်ကောင်ကပြောပါတယ်။ ထို့ပြင်တိုင်းပြည်တည်ငြိမ်ရေးနှင့်လောကကောင်ကျိုးလူသားအကျိုးအတွက်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်လာစေရန်နိုင်ငံတော်တန်ခါမဟာနာယကဆရာတော်ကြီးများမှခိတ္တသာသနာတော်တမိုင်းတင်ပြီးမြတ်တာတရားထားပေးပါရန်တောင်းဆိုအပ်ပါသည်ဟုထုတ်ပြန်ချက်တွင်ပန်ချထားပါသည်လရှိတွင်လေရင်ပုံချဲမှုများတိုက်ပွဲဖြစ်ပွားမှုများကြောင့်နေစဉ်လူသေဆုံးမြင်ရပြီးလူရွာများပို၍ပျက်စီးလာနေသည့်အခြေအနေဖြစ်နေသည်။ထို့ကြောင့်မြန်မာနိုင်ငံသည်အဆုံးမရှိသောစစ်ပွဲတန်တရာအမှောင်မှိုက်ဆုံးသောခရီးရှည်ကြီးစီသို့ချီတက်နေကြသည်နှင့်တူနေပြီး ပြည်သူအလုံးတန်ရာဗလက်ဘွားဖြစ်ထိခိုက်နာကျင်လွန်လာနေပြီဖြစ်သည်ဟုလည်းကဒူးမာတင်ကဆိုပါရယ်မြန်မာနိုင်ငံတွင်ဆစ်ရှောင်းနေရသည့်အယက်သားပြည်သူတုံတန်းကျော်သည်အခက်အခဲများကြုံတွေ့နေရပြီးအသက်80အရွယ်ဒေါအောင်ဆန်းစုကြည်သည်လည်းထောင်ထဲတွင်ဖမ်းဆီးခံထားရပါရယ်ဆက်လက်ပြီးစစ်တပ်ရုံးမှမှုကဘာကြီးပို့တီလာပြီးအိန္ဒိယနိုင်ငံများကအထူးသဖြင့်အာဆီယံသည်ရွေးကောက်ပွဲပြီးလျင်တခုခုထူးခြားလာလိမ့်မလားဟုမျှော်လင့်နေကြချိန်တွင်အရေးသုံးပါးနားမလည်သည့်လူမှန်များကလက်သီးလက်မောင်းတန်းလာနေကြပြီဖြစ်သည် လာမယ့်ရွေးကောက်ပွဲတွင်ပြည်ပနိုင်ငံများအားလုံးကချင်းတီပေါက်နိုင်မည်ဟုထွက်ဆထားသောကြံဖို့မှထိတ်တန့်ကောင်းဆောင်ခီအပါဝင်အားလုံးကမင်းအောင်လိုက်ထက်ပင်သူထက်ငါလက်စွမ်းပြချင်နေသူများသာဖြစ်သည်ဤသည်ကိုလည်းမဖုံးမကွယ်ထုတ်ဖော်ပြောဆိုလာသူကနေပြီးတော့ကြံဖို့ယုံခွဲဤအကြီးအကဲဖြစ်သူဘူလက်လဆွေပင်ဖြစ်သည်၎င်း e-social media post တွင်အာရကတက်တော်၏စီဦးစီးချုပ်ကိုချုပ်ထုံးမြနိုင်အား၎င်းရှိနိုင်မည့်နေရာမှန်သမျှပုံကျဲတုတ်တင်ပြည်မြှူချိန်ပွားလာခဲ့သည်။ကိုချုပ်ထုံးမြနိုင်၏48နှစ်မြောက်မွေးနေ့အတွက် ရခိုင်ပြည်နယ်နှင့်ပြည်ပရှိဗုဒ္ဓဘာသာနှင့်မွတ်စလင်မိသားစုအတိုင်းဝိုင်းများမှချီးကျူးဂုဏ်ပြုခဲ့ကြပြီးတော်လန်ရေးကြီးဆက်လက်အောင်မြင်စေကြောင်းစုမုံကောင်းတောင်းခဲ့ပြီးရနေငယ်ချတွင်ယခုလိုချိန်ချောက်ချိန်မွားလိုက်ခြင်းလည်းဖြစ်သည်ဟုသတင်းဌာနကဆိုပါတယ်။လက်ရှိကြံဖို့တွင်ဩစာလွှမ်းနေသူများကဝိုင်းရင်စစ်ဖက်အရာရှိကြီးများဖြစ်ခဲ့ကြသောခင်ကြီးမောင်ရင်ဘူးလက်လက်ဆွေနှင့်ရန်ကုန်တိုင်းမှခမောင်စိုးတို့ဖြစ်သည်။၎င်းတို့အဖိုးက2015တွင်အာနာလက်လုခရပြီးနောက်တောက်လျှောက်အကြံဖတ်မှုများကိုနောက်ွယ်မှစီစဉ်ခဲ့ကြသူများဖြစ်သည်။ ထိုကဲ့သို့သဘောထားတင်းမာပြီးအကြံဖက်လိုသူများကရွှေကောက်ပွဲအပြီးတိုင်းပြည်ကိုအုပ်ချုပ်သွားရန်တာစုနေကြသည့်အဖြစ်ကရှင်းလေးစရာဖြစ်နေကြရသည်။တခါကအမေရိကန်၏ West Point စစ်တပ်ကတို့ကြီးနှင့်တန်းတူဟုချွေးချော်ခဲ့သောမေမျိုးစစ်တပ်ကတို့ကြောင်းစင်ဖို့ကြောင့်များသည့်မြည်သည့်စစ်ကြောင်းတိုက်ကြီးမှထက်ရောက်ခဲ့မှုခြင်းမရှိသည့်အပြင်ကဘာလက်ခီးသွားအလန်းညော်အဖြစ်သာလောက်ကိုက်ခဲ့မှုသည်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်မှုအောက်ရခိုင်စစ်မျက်နှာတွင်ခွက်ခွက်လန့်အောင်ရှုံနှိမ့်ခဲ့ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင်မြို့ပေါင်း18မြို့ရှိသည့်အနက်14မြို့ကိုလက်လွတ်ခဲ့ကြရသည်မြန်မာအရေးလေးလာစောင့်ကြည့်နေသူများကတော်လန်ရေးတပ်များ၏စုစုပေါင်းအင်အားကို8000ခန့်ရှိမည်ဟုခန့်မှန်းထားကြသည်စစ်တပ်အဖွဲ့ကထိုများအင်အားကိုနိုင်ငံအနှံ့ထိုးစစ်ဆင်တိုက်ဖို့ဆိုသည်ကမြို့တို့များမဖြစ်နိုင်ပေကဘာတဝမ်းရှိစည်ရေးကျွမ်းကျင်သူများဖျားဟောကြမ်းကန်အလားလက်ခံထားကြသည်ပုံသေးနီးကဖီရင်းပုံကံမှုကိုနှိမ်နင်းရအတွက်စေအင်အားသည်စေချိုးတချို့အသာစီရှိနေရမည်ဟု၍ဖြစ်သည်အချို့က 15ကြိုးတချို့ဟု၍ပင်ပြောနေကြသည် အရေးအတွက်များတိုင်းလည်းအောင်မြင်မည်ဟုတေချာပေါက်အာမမခံနိုင်တော့လေအင်အားသည့်အရေးပါသည့်နေရာတွင်ရှိနေသည် ထို့ထွက်လည်းစေအုပ်စုသည်၎င်းတို့၏တာသမီများကလွဲ၍ပြည်သူတို့၏ရင်းနှစ်တီးကြကလေးများကိုအိမ်ပေါ်မှအတင်းဆွဲချကာစစ်မြေပြင်သို့တွန်းပို့နေခြင်းဖြစ်သည်ဤဒီကလည်း၎င်းတို့၏လုပ်ရက်အပေါ်လူထုကစူပူထကြွမလာရဲဟု အပိုင်ထွက်ကအရေးကိုလိုက်ခြင်းဖြစ်တော်လေအောင်မြင်သွားခဲ့သည်လက်ရှိလူငယ်စစ်မှုတန်းအင်အားတီပင်၈၀၀၀ခန့်ဖြစ်လာနေပြီဟုဆိုသည် ထို့သောပုံသင်နည်းအရဆိုကအနည်းဆုံးနောက်ထပ်၈သိန်းခန့်ရှိမှဖြစ်ပေမည်တို့အတွက်လည်းရှေ့လျှောက်ပို၍စူးစောင်းလာဖို့ရှိနေသည်ကြံ့ဖို့ရှိစစ်အနိုင်တိုက်ရေးသာတခုတည်းသောထွက်ပေါက်ဟုခံယူထားကြသူများက၎င်းတို့အာဏာရလျင်စစ်ပြန်များပြည်သူစစ်ဆိုသူများမိသားစုဝင်များနဲ့အယက်ရက်ရှိထောက်ခံသူများကိုစူးစီးလာနိုင်သည် ၎င်းတို့ကို၎င်းတို့မလုံးကြုံသလိုခန်းစားနေရသည်စိတ်သက်သက်တစ်ခုတည်းဖြင့်တိုင်းပြည်ကိုမီးဟုံဟုံတောက်လာအောင်မီးမွှေးနေကြသည်စစ်အာဏာယူများကြောင့်တမိုင်းမှာနောက်ပြန်လှဲကအမောင်တကအမောင်တိုက်ကြီးတဲ့သူဆွဲခေါ်နေသည့်အဖြစ်ကိုတခုခုဖြစ်လာလို့နဲ့မိမောနေ၍မိတို့များမဖြစ်တော့ရှေးလျှောက်ပိုဆိုးလာဖို့သာရှိနေပြီးဒီဇင်ဘာ၁၀ရက်တိုက်ပွဲခေါ်တံကိုအင်တိုက်အားတိုက်ပအဝင်ကြဖို့သာရှိပြီးတော့သည် ဖေးရလက်ကံပြုမည်ဆိုကလူတို့သည်ရွေးကောက်ပွဲကိုထောက်ခံသည့်သဘောလားဟုနိုင်ငံတကာမှထင်ရောက်ထင်မှားဖြစ်လာနိုင်သည်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကလည်းအပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့လည်းဖြစ်သည်ဒီဇင်ဘာ10ရက်မနက်10နာရီမှနေ့လယ်3နာရီအထိအပြင်မထွက်အတန်ထိတ်တဲ့ပိတ်တွင်ပါဝင်ဆင်နွှဲကြပါရန်ထပ်မံနှိုးဆော်ထားသည် ထိုရေကိုလူလူဇဝေဇဝါဖြစ်ရန်စေအုပ်စုမှဂျကာတာတွင်ပြုလုပ်သောနိုင်ငံတိဆောက်ရေးအတွက်အင်ဒိုနီးရှားအထွေကြုံများမျှဝေခြင်းဆိုသည့်အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာသည့်တော်လန်ရေးအဖွဲ့များနှင့်ဆွေးနွေးခဲ့ကြသည်ဟုစေအုပ်စုဘက်မှထွက်လာသောကောလာဟာလာများကိုတော်လန်ရေးအုပ်စုများကမဟုတ်မမှန်ဟုတရားဝင်ညင်းဆိုခဲ့ကြသည်ဟုအေယာဂရီသတင်းစာမျက်နှာတွင်ဖော်ပြထားပါသည်ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည် ဆလပီအတန်တိတ်တပိတ်ကိုဂုံပြူသည့်အနေဖြင့်အတူရောင်ရွေးကောက်ပွဲဆန့်ကျင်ပေးတသန်းခွဲပြည့်ရန်မျှော်မှန်းထားတဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဒီဇင်ဘာ10ရက်နေ့တွင်ကြာရောက်မဲ့အပီပီဆိုင်ရာလူအခွင့်အရေးနေ၌ပြုလုပ်မဲ့အတန်တိတ်တပိတ်ကိုဂုံပြူသည့်အနေဖြင့်ဇေယုစုရဲ့အတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ပေးပြီးသူတသန်းခွဲပြည့်ရန်မျှော်မှန်းထားကြောင်း MM Shan Election Website ကိုတီထောင်ခဲ့တဲ့ရဲဘော်ကြော်ကြီးကပြောပါတယ်။ အတူရောင်ရွှေကောက်ပွဲကိုလက်မခံသူများအွန်လိုင်းမှဆန္ဒထုတ်ဖော်ရန်နှင့်ဒီဇင်ဘာ၄ရက်နေ့ကစတင်၍ website တစ်ခုစတင်ခဲ့ပြီးနောက်၄ရက်အကြာတွင်ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါသည်။ကျွန်တော်တို့အစတုန်းကမျှော်လင့်ထားတာထက်တာလွန်ပြီးပြည်သူတွေပူးပေါင်းပါဝင်ကြတာတွေ့ရလို့အားတက်မိပါသည်။အခုလိုပါဝင်ကြတဲ့နှုံအတိုင်းဆိုတတန်းကွဲဆိုတဲ့နှုံကတကယ်ဖြစ်မှာပါဟုရဲဘော်ကျော်ကြီးကဆိုပါသည်။ယနေ့ဒီဇင်ဘာ9ရက်နေ့နေ့လယ်12နာရီအထိစန့်ချင်မဲ့ပေးသူ8သိန်းကျော်ရှိနေပြီဖြစ်ပြီး တက်တန်းပြည့်တော်မီဖြစ်တဲ့ဖြင့်ပြည်သူများပုံမှုပါဝင်ကြရန်ရဲဘော်ကြော်ကြီးကတိုက်တွန်းနှိုးဆော်ထားပါတယ်မြန်မာနှင့်ဆိုင်သောနိုင်ငံရေးဆောင်ပါများရေးသားလေရှိသောချက်သမရနိုင်ငံအခြေဆိုင်မစ္စတာအီဂိုဖလာစီဖစ်ကလည်း၎င်း ਈ ဆိုရှယ်မီဒီယာမှတက်စင်မှတ်ချက်ဖြူရာတွင်စတင်ပြီးတရက်အတွင်းပါဝင်လက်မှတ်ထိုးသူတသိန်းခွဲနီးပါးရှိလာခဲ့ပြီးလက်ရှိနှုံအတိုင်းဆိုပါကတပတ်အတွင်းတက်တန်းပြည့်နိုင်ကြောင်းပြောကြားပါတယ်ဒီအတိုင်းသွားရင်တပတ်အတွင်းတက်တန်းပြည့်နိုင်တဲ့ဝိုင်းထွန်းကြရအောင်အနည်းဆုံးတော့ဒီအတူရောင်ရွှေကောက်ပဲကို ဒီလူတွေလက်မခံခဲ့ဘူးဆိုတော့ကိုကဘာကိုဖျက်လို့ရတာပေါ့ဟုမစ္စတာအီဂေါကတိုက်တွန်းပြောဆိုပါတယ်စီအိုစုရဲ့အတူရောက်ရွေးကောက်ပွဲမတိုင်ခင်ထိရသမျှစန့်ကျင်မဲများပေးနိုင်အောင်စီစဉ်ထားကြောင်းရဲဘော်ကြော်ကြီးကပြောပါတယ်အကြံဖတ်စစ်တပ်ဘက်မှဘော့များတုံ့ပြန် NUG PDF များအားအကြံဖတ်မှုများအဖြစ်ပုံပေါ်ရေးသားထားသည့်မှတ်ချက်များလာရောက်ရေးသားခဲ့တော်လဲစိုက်ဤလုံချုံရေးကိုတိုးမြှင့်ပြီးဖြစ်သဖြင့်ပြည်သူများပုံမှုပူပေါင်းပါဝင်နိုင်ရန်မျှော်လင့်ကြောင်း၎င်းကဆိုပါရယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအုပ်ကလည်းစီအုပ်စုကလှုပ်တဲ့ရွေးကောက်ပွဲကိုပြည်သူတွေကဘလောက်ထောက်ခံတယ်လဲဆိုတာကိုတက်တည်ပြလို့ရမယ့်အခွင့်အရေးနှစ်ခုရှိတယ်။ပထမတစ်ခုကလက်ရှိစိုက်ကနေစန့်ကျင်ပေးတာနောက်တစ်ခုကအတန်တိတ်တပိတ်မှာပါဝင်တာဒီနှစ်ခုစလုံးကလက်တွေကျတဲ့ပြည်သူတွေပူးပေါင်းပါဝင်လို့ရတဲ့နီလာတစ်ခုပါဟု